gaming ဖုန်းဆိုပြီးထွက်လာပေမဲ့ gaming အရင်မဆန်တဲ့ဖုန်းပုံမှန်ပေါ့နော် gaming ဖုန်းလို့ပြောလိုက်တာနဲ့လူတော်တော်များများရဲ့မျက်စိထဲမှာခက်တူတူခက်လေးလေးဖုန်းတွေကိုပဲရင်းမြင်ကြလိမ့်မယ်။ဒါမဲ့ဒီဖုန်းကတော့အဲ့လိုမဟုတ်ဘူး။လက်ထဲမှာကမ်းရတာပေါ့ပေါ့ပါပါလေးပဲ။အဲ့ဒါတော့ techno ကတက်ထွက်လာတယ် techno over half 5G နောက်ပြီးတော့ဒီဖုန်းကစက်သက်သိန်းဝင်းကျင် global version နဲ့မှာပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ performance အကောင်းဆုံးဖုန်း အာကျွန်တော်ပြောတာ global version နဲ့ပါပေါ့နော်အာ china version နဲ့မှာဆိုရင်ဒီလိုမျိုး7သိန်းကျော်ဈေးဝင်ကျင်ပါဆိုရင်အဲ tabo 4လို့ tabo 4 pro လို့ဒီလိုမျိုးဖုန်းတွေတော့ရပြီအဲဒါပေမဲ့အဲ့လိုမျိုးဖုန်းတွေမှာဖြစ်လေဖြစ်တာရှိတယ် notification နောက်ကျတာတို့အဲ google play service တုံးကနည်းနည်းလေးအခက်ခဲရှိတာတို့နောက်ပြီးတော့ software error တွေနည်းနည်းပါပါရှိတတ်တာတို့ကိုဒီလိုမျိုးဖုန်းတွေပါတော့မရှိဘူးအဲ့တော့ဒီနေ့မှာ techno cooper car 5g လေးကို review ပြောပြပေးမယ် ဲ့ဈေးနှုန်းကတော့8256ကို10သိန်း9900 17သိန်းဝန်းကျင်မှာရှိတယ်ဒီဖုန်းရဲ့ထူးခြားတဲ့လက်ကတော့ပိုပေါ်စီးရဲမှာဆိုရင်ပထမဆုံး core display ကိုတုံးထားပြီးတဲ့ဖုန်းပြောချင်တာတော့ shape display ကမှန်ခုံးကိုတုံးထားပြီးတဲ့ဖုန်းပေါ့နော်အဲ့တော့ဒီဖုန်းရဲ့ design ဘက်နေစပြီးပြောလိုက်အောင် design ဘက်ကိုစပြောရမယ်ဆိုရင်ဒီဖုန်းက cyber ဆက်ရုပ်ဆန်ဆန် design မျိုးကိုတုံးထားပြီးတယ်နောက်ပြီးတော့ message ကိုတုံးထားပြီးတယ်ဆိုပေမဲ့ကျွန်တော်ဖုန်းရဲ့ upper back တောင်းလေးတွေ outer တောင်းလေးတွေနဲ့ ကင်မရာဗန်လေးတွေကနည်းနည်းလေး reflection ဖြစ်တာဆိုတော့အလင်းရောင်ထဲမှာကြည့်မယ်ဆိုရင်တော်တော်လေးလှတယ်ထဲမှာပါတယ်နောက်ပြီးတော့ကင်မရာဗန်ထဲမှာဆိုရင်လည်းကျွန်တော်တို့ line အစင်းလေးရင်နဲ့သူ့ရဲ့ dual camera setup ရဲ့ flash mirror ကိုတစ်ခါတည်းထည့်ပေးလိုက်တယ် ဲ့တော့ဒီဖုန်းရဲ့ဒီဇိုင်းက gaming vibe ကိုအပြည့်အဝရပါမယ်အခြား gaming ဖုန်းတွေလိုမျိုး flashy flashy အရင်မဖြစ်ဘဲနဲ့ခက်ငိမ့်ငိမ့်လေးဖြစ်တယ်ဆိုတဲ့ဘက်ကိုတော့သွားတယ်ဒီဖုန်းရဲ့အထူက 7.45mm နဲ့အလေးချိန်က 188g ဆိုတော့တော်တော်လေးမှပော့ပြီးတော့ပါတယ်တယ်မှာပါတယ်ပုံမှန်လက်တက်ဖတ်တယ်ဆိုရင်တိတ်မသိတာအောင်ဆိုရင်လက်လက်ဖတ်နဲ့ကင်ပြီးတော့ဂိမ်းလေးပါဆော့မယ်ဆိုရင် ခက်ကြကြစောင့်ရင်တော့မှတိတ်ပြီးတော့ညောင်းမယ်ဆိုတဲ့အနေအထားမျိုးဒီဖုန်းမှာမတွေ့အောင်ဘေကောလာဒီဘိုင်းမှာတော့ဒီဖုန်းကကျွန်တော်တို့ plastic band plastic frame ကိုပဲသုံးထားပြီးတယ်ဒီချက်ကတော့တိတ်ပြီးတော့အားမြောက်ပါတော့အဲ့တော့ဒီဖုန်းကဘေကောလာဒီတိတ်အားမြတာလွယ်သူ့ရဲ့ဒီဇိုင်းဘိုင်းတွေ hand feeling ဘိုင်းတွေကဂိမ်းဆော့မှုနဲ့ကျွန်တော်တို့ရိုးတန်းတန်းဖုန်းကိုသုံးကျင်တဲ့လူတွေကတော့တော်တော်လေးမှအဆင်ပြေတယ်လို့ပြောရမယ် display ဘိုင်းမှာတော့ဒီဖုန်းက6.7 inches AMOLED quad display ကိုသုံးထားပြီးတယ် referring ကတော့1.4 inch referring နဲ့လာမယ် ဒီလိုမျိုးဆက်သက်သိမ်းဝင်ခြင်းမှာ display 144နဲ့လာတာဆိုလို့ကျွန်တော်တို့ infinite note 50 series ရဲ့ဒီဖုန်းရယ်ပဲရှိသေးတယ်ပေါ့နော် brightness ကတော့ဒီဖုန်းမှာက1300 nits ဆိုတော့ကိုက indoor မှာပဲဖုန်းသုံးသုံး outdoor မှာပဲဖုန်းသုံးသုံးလုံလုံလောက်လောက်လေးလင်းနေဆိုတဲ့အနေအထားမှာရှိရယ်နောက်ပြီးတော့အခြားသော display feature အနေနဲ့ဒီဖုန်းမှာကကျွန်တော်တို့2300လေး pdm dimming နဲ့ dcmp3 ကိုလည်း support ဖြစ်တာဆိုတော့ဒီဖုန်းရဲ့ display က color လည်းမှန်မယ်နောက်ပြီးတော့ screen time အရင်များလို့မျက်စိညောင်းတာတွေလည်းချော့ချပေးနိုင်တယ် တော့ဒီဖုန်းက73သိန်းဝန်းကျင်မှာကျွန်တော်တို့ gaming တက်ပဲ33 daily usage social media 3တာတက်ပဲ33တော်တော်လေးမှအဆင်ပြေတဲ့ display ထဲမှာပါတယ်အဲဒီလိုဈေးနဲ့ဒီလို display ရတာတော်တော်လေးတန်တယ်လို့ပြောရမယ် display နဲ့ဆက်ဆက်ပြီးတော့သူ့ရဲ့ speaker ကိုပြောရမယ်ဆိုရင်ဒီဖုန်းမှာက stereo speaker ကိုသုံးထားပေးတယ် stereo speaker အတန်ထွက် quality ကတော့ဒီလိုမျိုးဈေးတန်းမှာတွေးလိတွေးတာရှိတယ်။ stereo speaker အတန်ထွက် quality ပဲ။အတန်ထွက်ကကျယ်တယ်။ clarity ကလည်းကောင်းတယ်။နောက်ပြီးတော့ flat ဖြစ်တဲ့အတန်ကိုဒီ speaker နဲ့ထုတ်ပေးနိုင်တယ်။ အဲ့တော့ကျွန်တော်အပေါ်မှာပြောကလေးတို့သူ့ရဲ့ display သူ့ရဲ့ speaker နဲ့ကကျွန်တော်တို့ game ပဲဆော့ဆော့ social media consumption ပဲလုပ်လို့ကောင်းကောင်းမွန်မွန်လုပ်လို့ရရဆိုတဲ့အနေထားမှာရှိတယ်။ဒီဖုန်းရဲ့အဓိကအားသာချက်ဖြစ်တဲ့ SoC တောင်စပြီးတော့ပြောလိုက်အောင်။သူရှိမှသုံးထားပေးတဲ့ SoC ကတော့ Helio G99 တိုင်းတို့ G1 Android တို့မဟုတ်တော့ဘဲနဲ့ MediaTek ရဲ့ Dimensity 9300 Ultimate ကိုသုံးထားပေးတယ်။ဒီ SoC ရဲ့ performance က Helio G99 တို့ G1 Android တို့ထက်စရင် CPU ဘိုင်းမှာရော gaming performance ဘိုင်းမှာရောတိတိတတ်တာကိုပို့ပြီးတော့ကောင်းတယ်။ နောက်ပြီးတော့ဒီ SOC ကကျွန်တော်တို့ဖုန်းနာနိုမီတာ SOC ဖြစ်သွားတာဖြစ်သွားတဲ့ကြောင့်ကျွန်တော်တို့ G99 လို့လို့10နာနိုမီတာ SOC တဲ့ဆိုင်ရင်ပို့ပြီးတော့ power efficient ဖြစ်တယ်။ power efficient ဖြစ်တယ်ဆိုတော့ battery စားနှုန်းပို့ပြီးတော့တက်တာတော့ပြောချင်တာပေါ့နော်။ဒီဖုန်းနဲ့ gain sensor ကြီးရဲ့နေရာမှာလဲ mobile legion တော့ HOT လို့လို့ gain တွေကို 120fps နဲ့ဆော့လို့ရတယ်။နောက်ပြီးတော့ဒီနိုင်ငံမှာလူတော်တော်များများအဆော့များတယ်။ပက်ကြီးလိုမျိုး gain တွေကိုလည်း 90fps လောက်နဲ့ run လို့ရတာဆိုတော့ဒီဖုန်းက daily usage 3-3နာအပြုံမှာ ဒိမင်းပိုင်းအတွက်သုံးမယ်ဆိုရင်ဒိမင်းဖုန်းတစ်လုံးနာမည်တက်ထားတဲ့တော်တော်လေးကိုက်ညီရလို့ပြောရမယ်။နောက်ပြီးတော့ဒီဖုန်းမှာက DC ရဲ့ AWM model ကိုဘေးတင်ထည့်ပေးလိုက်တာဆိုတော့အရင်က track ခဲ့တဲ့ Techno Camon 4D မှာပါတဲ့ AI feature တော်တော်များများကိုဒီဖုန်းမှာသုံးလို့ရတယ် ဒီ AI feature တွေကိုသိကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ page ထဲမှာ review လုပ်တာရှိတယ်တစ်ချက်လောက်သွားကြည့်ကြည့်လိုက်ပါအဲ့တော့လူတွေတော်တော်များများစိတ်ဝင်စားကြမယ်ဒီ phone ရဲ့ camera အခြေအနေဘယ်လိုရှိလဲသူရှိမှသုံးထားတဲ့ camera certification ကတော့64 megapixel main camera နဲ့2 megapixel depth dual camera ဆက်တဲ့လာတယ်ဒီဖုန်းမှာကျွန်တော်ဓာတ်ပုံတွေပါဆန်ရိုက်ကြည့်တဲ့နေရာမှာ 1H တို့ 2H တို့နဲ့ဓာတ်ပုံရိုက်မယ်ဆိုရင်ကြီးကြီးလင်းလင်းပြတ်ပြတ်သွားတာရှိလို့ color rating ရာလဲကျွန်တော် natural sand တဲ့ဘက်ကိုတွားတယ်အဲ့ထက်ပိုပြီးတော့ 4H တို့ 5H တို့နဲ့ရိုက်မယ်ဆိုရင်တော့ detail ကျသွားတာမျိုးကိုကျွန်တော်ကြုံရတယ်ပေါ့နော် ။နောက်ပြီးတော့ဒီကင်မရာ setup မှာကျွန်တော်တိတ်သဘောမကျတဲ့အချက်ကတော့သူရှိမှာ ultrawide camera မပါဘူးပေါ့နော်။အာ ultra wide camera မပါပေမဲ့လည်းကျွန်တော်တို့အခြားဖုန်းတွေမှာလို့ main camera ကနေပြီးတော့ ultra wide camera ရိုက်လို့ရအောင်လေဒီဖုန်းမှာလောက်သားမပေးဘူးဒီချက်ကတော့တိတ်ပြီးတော့တဘောမကြဘူးပေါ့နော်အဲဒါပေမဲ့ portrait photo တွေရိုက်မယ်ဆိုရင်တော့ဒီဖုန်းကတော်တော်လေးကောင်းတယ်ပေါ့နော်သူရဲ့ addition တွေဖြတ်တာတွေ bokeh effect bokeh color လေးတွေကတော်တော်လေးမှကောင်းတဲ့အထက်မှာပါတယ်ကျွန်တော်ပြောလို့ပေါ့ main camera နဲ့ ultra wide ရိုက်လို့မရတာဘူးနောက်ပိုင်းသူတို့ software update တွေနဲ့ပြင်ကောင်းပြင်လာပေးနိုင်တယ် ။နောက်ပြီးတော့ဒီဖုန်းမှာကဗီဒီယိုတွေပါရိုက်မယ်ဆိုရင်လည်း 4K ကို30 frame per second နဲ့ရိုက်လို့ရတယ်။အာကျွန်တော် sample photo လေးရေးစမ်းပြီးရိုက်ထားရှိတယ်ပေါ့နော်။မိတ်ဆွေတို့တစ်ချက်လောက်ကြည့်ကြည့်လိုက်ပါ။ selfie camera မှာတော့ဒီဖုန်းမှာက30 megapixel ကိုသုံးထားပေးတယ်။ဒါထူးထူးခြားခြားပဲ selfie camera မှာကျတော့ကျွန်တော်တို့ဒီပေါ့နော် ultra wide lens နဲ့ရိုက်လို့ရတယ်။ကျွန်တော်တို့ဒီ selfie camera ကိုလည်းဓာတ်ပုံလေးတွေဆန်းပြီးတော့ရိုက်ထားရှိတယ်။မင်းစတို့တစ်ချက်လောက်ကြည့်ကြည့်ပြီးဆုံးဖြတ်ကြည့်ကြပါ။ ော့ဒီဖုန်းက gaming ဖုန်းဆိုတော့သူ့ရဲ့ battery တောင်းကိုလည်းထည့်ပြောမှတော့ရလိမ့်မယ်ပေါ့နော်။ဒီဖုန်းမှာက9500 mAh battery ကိုထည့်ထားပေးတယ်။အဒီနေ့ခေတ်လိုမျိုးအနေထားနဲ့ရှင်မယ်ဆိုရင်ဒီ9500ကနည်းနည်းလေးနည်းတယ်ဆိုပေမဲ့ရုံးတန်းတန်း social media သုံးတာတော့ game ဆော့ဖို့အတွက်ကတော့ဒီ battery နဲ့ကလုံလုံလောက်လောက်လေးရှိတယ်။အားပြန်သိမှုကိုတော့ကျွန်တော်တို့45ဝက် fast charging ကို support ပေးတယ်ပေါ့နော်။အဒီနေရာမှာတော့နည်းနည်းလေးအားမရဘူးပေါ့နော်။ပုံမှန်45ဝက်တက်စာရင်65ဝက်လောက်ဆိုရင်တော့ပို့ပြီးတော့ကောင်းသွားမှာ။45ဝက်နဲ့ကြတော့0 to 100ကိုအားရပါသွင်းမယ်ဆိုရင်55မိနစ်လောက်နဲ့ပြည့်တယ်။ အဲဒါလေးကတော့မစိုးဘူးလို့ပြောရမှာပေါ့နော်အဲ့တော့ဒီဖုန်းရဲ့ဘက်ထရီပိုင်းမှာဆိုရင်ဘက်ထရီ MPR များတာကိုသဘောကျရဆိုပေမဲ့ကျွန်တော်တို့ charging speed ကိုတော့တိတ်ပြီးတော့အားမရအောင်အဲ့တော့နောက်ဆုံးအဆုံးသတ်နေတဲ့ဒီဖုန်းက73သိန်းဝန်းကျင်မှာပေးရတဲ့စီးနဲ့ပြန်ရတဲ့ price to performance အကောင်းဆုံးဆိုတဲ့ဖုန်းကိုလိုချင်တဲ့လူတွေနောက်ပြီးတော့ gaming ဖုန်းကိုဝယ်လိုက်လို့ camera ဘိုင်းမှာအရင် wide shot ခံလိုက်ရမှာကိုမကြိုက်တဲ့လူတွေနဲ့ display ကောင်းကောင်း design ဘိုင်းကလည်းအရင် flashy flashy မဖြစ်ဘဲနဲ့ခက်ငိမ့်ငိမ့်လေးလိုချင်တဲ့လူတွေအတွက်ကတော့ဒီ Technopower Cup 5G လေးကိုတစ်ချက်လောက်စဉ်းစားကြည့်နေတယ်လို့ပြောနေပဲ အားလုံးကျေးဇူးတင်တယ်ကျွန်တော်အောင်ခံပါ Yangon Mobile Store